အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြပြခြင်းတဲ့အကြောင်းအရာလေးကတော့အဆုတ်ကျန်းမာရေးအတွက်ဂွေးတောက်ရွက်နဲ့ဂွေးတောက်ရွက်ရဲ့အသုံးဝင်ပုံတွေကိုပြပြခြင်းပါရစေ။အဲအဆုတ်ကိုတန့်စင်ဖို့အတွက်ပေါ့နော်အလွယ်ကူဆုံးနဲ့အထည်ရောက်ဆုံးနည်းလမ်းကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီဂွေးတောက်ရွက်ကိုခုဂွေးတောက်ရွက်လေးကိုစားနည်းနည်းနဲ့ရေတန်ကလေးရဲ့မှာ15မိနစ်လောက်စိမ်းထားပါ။အာပြီးွားလို့ရှိရင်ကိုယ့်ရဲ့လက်လေးနှစ်ဖက်ကိုလည်းတနက်ရှင်နဲ့ဖြစ်အောင်ဆေးကြောထားပါ။အဲ15မိနစ်လောက်စိမ်းပြီးပြီဆိုလို့ရှိရင်တော့ဒီရွက်ကလေးတွေကိုရေခါလိုက် လက်ဖွားနှစ်ဖက်တည်းကိုထိပေါ့နော်အဲလက်ကလေးနဲ့ခြေပြီးတော့ဂွေးတောက်ရွက်ကိုရှူလို့ရပါတယ်အဲအရွက်ရဲ့အနံ့ကိုရှူပေါ့နော်ဆိုတော့ဂွေးတောက်ရွက်အရွက်ရဲ့အနံ့ကိုရှူမယ်ဆိုလို့ရှိရင်အဆုတ်တက်ပါတယ်နောက်ပြီးရင်နှာခေါင်းကရှူပြီးတော့ဆယ်စက္ကန့်လောက်အောင်ထားပေါ့နော်အသက်အောင်ထားပြီးသွားလို့ရှိရင်ပါဇက်ကပြန်ထုတ်လိုက်အနည်းဆုံး6နာရီကြာတစ်ချိန်လောက်လုပ်ပေးပါပိုရှူမိရင်လည်းကိစ္စတော့မရှိဘူးအနေရမရှိဘူးပေါ့နော်ဆိုတော့အဂွေးတောက်ရွက်ကိုဒီလိုမျိုးလေးရှူကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့အဆုတ်တက်စင်မှုအတွက်အဆုတ်ကူပေါ့နော်အားဖြစ်ပြီးတယ် ဲ့အစအစအရေးအားအဆင်ပြေချောမို့လာမှာပဲဖြစ်ပါတယ် အဲအခုကတော့ဗောနော်ဒီခွေးတောက်ရွက်ရဲ့အတုံးဝင်ပုံနေခန္ဓာကိုယ်အတွက်ဘယ်လိုမျိုးအကျိုးရှိစေလဲဆိုတာတွေကိုပြပြပေးမှာပါပထမဆုံးအနေနဲ့ကတော့ခွေးတောက်ရွက်ကိုကင်ပြီးတော့အနာကိုကတ်မယ်ဆိုလို့ရှိရင်အနာစိမ်းနေနဲ့သွေးဆုနာတွေအတွက်အရန်ကောင်းပါတယ်နုရယ်ဆိုလို့ရှိရင်အနာပိန်သွားမှဖြစ်ပြီးတော့ရင့်နေဆိုလို့ရှိရင်တော့ပြီပေါက်ထွက်သွားမှပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ရက်တောက်နေတဲ့သူတွေအတွက်ခွေးတောက်ရွက်ကိုဒီချက်သားနဲ့ချက်စားမယ်ဆိုလို့ရှိရင်အစိမ့်အတောက်ပြည့်စီပါတယ်ကြော်စားမယ်ဟင်းကချက်တောက်မယ်ဆိုလို့ရှိရင်တော့လေထိုးလေအောင်နဲ့စီးချုပ်တာတွေကိုပြောက် ပြောက်စီရဲပေါ့နော်နောက်တစ်ခုကအရွက်ကိုချိန်ပြီးတော့အုံကြီးပေးထားမယ်ဆိုလို့ရှိရင်တော့အဖူချိန်ဖြစ်နေတဲ့သူတွေအဖူချိန်ပြောက်မှာပဲဖြစ်ပါတယ် ။နောက်တစ်ခုကတော့ဝေးရောက်ရွက်ကိုတကြားနဲ့ထောင်းပြီးတော့အုံမိမယ်ဆိုလို့ရှိရင်အကျော်အစ်စ်လွဲတာတွေပျောက်ပါတယ်။ဘဲဥနဲ့ကြော်စားမယ်ဆိုလို့ရှိရင်တော့ခွန်အားတိုးစေပါတယ်။အားရှိစေရပေါ့နော်။နောက်တစ်ခုကကျမတို့အမျိုးသမီးတွေအတွက်ဝေးရောက်ရွက်နဲ့တနခါပေါ့နော်။အမျိုးသမီးတွေဖြစ်တဲ့အဖြစ်များလေးရှိရဲဒူးတို့ခါးတို့လက်တို့မှာနာကျင်ကြိုက်ခဲတဲ့ဝေဒနာတွေရှိတယ်ဆိုလို့ရှိရင်ဝေးရောက်ရွက်နဲ့တနခါကိုရောပြီးတော့အဒီသွေးပြီးတော့ပေါ့နော်။အဲလိမ့်မယ်ဆိုလို့ရှိရင်တတ်တာပျောက်ကင်းစေပါတယ်။အဲ ပြောရမယ်ဆိုလို့ရှိရင်တော့စိနီကတော့ဒီဂွေးတောက်ရွက်ပေါ့နော်အနေငယ်ကိုထားထွက်လာတဲ့အရင်နဲ့တနခါကိုတွေးဒူကနေပြီးတော့ခြေပြားအထိလိမ့်ပြရမှာပဲဖြစ်ပါတယ်။ ။ယောဂအနုရင်ပုံမှာမူတည်ပြီးတော့နေ့စဉ်အဲရေချိုးပြီးတစ်ချိန်ညအိယာဝန်ခံပြီးတစ်ချိန်ပုံမှန်လင်းပြီးမယ်ဆိုလို့ရှိရင်တော့တိတိတသာပြောက်ကင်းလာမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကအနာဟောင်းအနာဆွေးပေါ့နော်။ရှိရဲဆိုလို့ရှိရင်တော့အနာကိုတန့်စင်အောင်စီပြီးသွားလို့ရှိရင်ဂွေတောက်ရောက်ကိုကတ်ထားပြီးတနေ့ကို၃ချိန်လောက်ကတ်မယ်ဆိုလို့ရှိရင်တော့အရန်ကိုအချိုးကျစုများစီမှာပါ။ရေယုံဖြစ်တဲ့သူတွေကတော့ဒီအရွက်ကတတ်ထုတ်ရေကိုမကြာခဏလင်းပြီးလို့ရပါတယ်။အကျောအစ်စ်တွေလွဲတာတွေဆိုလို့ရှိရင်တော့အရွက်ကိုတကြားနဲ့ခုနပြောသလိုရောထားအကျောအစ်စ်လွဲတဲ့န ေရာကိုအုံပြီးတော့ပတ်တီးစီးပေးပါတနေ့ကိုနှစ်ကြိမ်စီးပေးမယ်ဆိုလို့ရှိရင်အဆင်ပြေချောမွေ့လာမှာပဲဖြစ်ပါတယ်တက်တက်တဲ့ယောဂရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီပေါ်တော့တက်နေတဲ့အချိန်မှာနရွက်ကိုခြေပြီးတော့တန်ရှင်းတဲ့အနဲ့အသားအရာဖောက်လိုက်ပါအရွက်ကိုခြေပြီးတော့နားကိုပုတ်ခြေပေးမယ်ပုတ်ချေပေးပါတော့ပြီးသွားလို့ရှိရင်အရွက်ရည်ကိုညှစ်ပြီးတော့တိုက်ကျွေးပေးပါယောဂတတပြောက်ကင်းစီမှာပဲဖြစ်ပါတယ်အဲဒါကတော့ကျမကဒီစေးချမ်းထဲမှာတွေ့ရတာပေါ့နော်အခုကနိုင်ငံခြား အာဘောနောအင်္ဂလိပ်စီးတွေလည်းအပို့ပြီးတော့ဆိုတာအတိုးတက်လာတဲ့အချိန်ကြီးဖြစ်တယ်ဆိုတော့တချို့ကကြတော့ဒီမြန်မာစီးရဲ့အသုံးဝင်ပုံတွေကိုမသိတာမျိုးလည်းရှိရယ်ဆိုတော့ဒါကကြတော့ကျမ်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာမို့လို့ဒီစီးချမ်းထဲမှာပါတဲ့ဟာကိုပြပြပြီးပြပြပြီးတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့တက်တက်တဲ့ယောဂရှိတဲ့သူတွေအတွက်ကတော့ဆရာဝန်ပေးတဲ့စီးတောက်နေရဆိုလို့ရှိရင်လည်းဒီစီးပဲတောက်ပါရုတ်တရက်တက်သွားရဆိုလို့ရှိရင်ပေါ့ကိုယ့်ရဲ့အနီးနားမှာ ဒီလိုမျိုးလူတွေရှိရဆိုလို့ရှိရင်လည်းသုံးဆွဲခြင်းသုံးဆွဲလို့ရအောင်ပြပြပေးရပဲဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့အရက်ဆွဲတဲ့သူတွေပေါ့နော်အရက်ဆွဲတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကိုရောက်ရွက်ကိုချက်ချေတော့ရင်ခေါင်းရည်နဲ့ပေါ့နော်မကြာခဏဟင်းညူချက်ပြီးတောက်ပေးရဆိုလို့ရှိရင်နှစ်ရှည်လာများအရက်ဆွဲတဲ့သူတွေအတွက်အရက်နဲ့ပျောက်ကင်းအကင်းနိုင်တယ်ပေါ့နော်အရက်ပြတ်နိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဝမ်းကိုက်တယ်ဆိုလို့ရှိရင်တော့ ဝမ်းသွားတယ်အကြီးအချွဲတွေပါတယ်ဆိုလို့ရှိရင်တော့ကွေးတောက်ရွက်နဲ့ကြက်ဥကိုကြော်ပြီးတော့ထမင်းဖြူနဲ့တနေ့ကိုတစ်ချိန်စားပေးပါဝမ်းမှာအပူအဆက်တွေအကုန်လုံးပြောက်ကင်းမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကိုကအဲအဆက်တွေအများကြီးမစားနဲ့ပေါ့နော်အဲပြီးွားလို့ရှိရင်ကိုရင်းကအစိတ်တွေကိုထုတ်ပြီးမယ်ကြက်ရိုးနဲ့ဂွေးရောက်ရဲ့ဟင်းကြိုလည်းရှိပါတယ်ဆိုတော့ဂွေးရောက်ရဲ့ရဲပေါ့နော်ဒီခါတဲ့အရာသားနဲ့ကြက်သားနဲ့အချိုတန်းနဲ့ရောဆက်ပြီးရောချက်တော့တဲ့အဲဂွေးရောက်ရဲ့ဒီကြက်ချက်တော့ ဟင်းဟင်းပေါ့နော်ဒီဟင်းကြိုကတောက်လို့ကောင်းတဲ့ဟင်းတစ်ခွက်လည်းဖြစ်တယ်ဆိုတော့ဂွေတောက်ရဲ့နုနုလေးနဲ့ကြက်သားနဲ့ကျသားရဲ့အယိုးကိုပေါ့နော်ချက်ရင်တော့ပိုကောင်းပါတယ်။ကျမရည်နဲ့ညီညွတ်တဲ့ဟင်းတစ်ခွက်လည်းဖြစ်တာကြောင့်မို့လို့ဒီလိုမျိုးဂွေတော့ရဲ့ပေါ်တဲ့ຢာတွေဂွေတော့ရဲ့ပေါ်တဲ့ຢာတွေဆိုရင်လို့ရှိရင်တော့ဒီလိုမျိုးချက်သားလို့ရတယ်ပေါ့နော် ပြီးတော့အမျိုးသားတွေအတွက်လည်းဒူလာကောင်းပြီးတော့အမျိုးသမီးတွေအတွက်လည်းသွေးသားမှန်စေပါတယ်။လေထိုးလေအောင်ကောင်းမွန်စေတဲ့အပြင်အရက်ကိုကြာချီစွာတောက်သုံးတဲ့သူတွေဆိုလို့ရှိရင်လည်းကိုယ်တော်ရက်နဲ့ချက်ချက်တော့ဟင်းညူပေါ့နော်။ချက်ယိုဟင်းညူကိုတောက်လို့ရတယ်။ကိုရင်းမှာရှိတဲ့အစိတ်တောက်တွေကိုလည်းပြည့်စေတယ်။အဲအဲ့ဒါကြောင့်မလို့ပေါ့နော်။အရက်ဆိုင်နေမှာတော့မှအဲကိုရောက်ရက် နေပေါ့နော်ဒီချက်သားနဲ့ချက်ထားတဲ့ဟင်းညူကိုတမင်တကာရောင်းနေကြရတာရှိပါတယ်။ဆိုတော့ဒါကကြတော့ကျမကွေးရောက်ရရဲ့အတုံးဝင်ပုံလေးနဲ့ကွေးရောက်ရစားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျမရင်နဲ့ပတ်သက်တဲ့အကျိုးအာဏီတင်နေရမလဲဆိုတာကိုပြပြပေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပေါ့နော်ယောဂရှိရတဲ့သူတွေကတော့ဆရာဝန်ပေးရဲ့အဲဆေးကိုလည်းတောက်တစ်ခုရှိတာပေါ့နော်ဒီယောဂကိုတက်တာစီခြင်းနဲ့ဆိုလို့ရှိရင်တော့ခုနပြောတဲ့နောက်ဆုံးနီးကျက်သားနေပေါ့နော်ဒီကိုရောက်ရနေချက်ပြီးတော့ဟင်းကျူလောက်တောက်တာကိုတောက်ဖို့အတွက်အကြံပြုတယ်ကျက်သား ထပ်ပေါ့နော်ဒီကြက်ရိုးကြက်ရိုးနဲ့ချက်တော့မယ်ဆိုလို့ရှိရင်ကြက်ရိုးကပါတယ်ကော်လာဂျင်တွေရောဂွေးတောက်ရွက်ရဲ့ဒီအာနီတင်တွေရောရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလေးချက်တော့တာကတော့အဲကျွန်မအကြံပြုပါတယ်ကျွန်မလည်းအာပေါ့နော်တလားတစ်ခါလောက်တောက်ဖြစ်တယ်ဆိုတော့ဒီလိုမျိုးလေးချက်တော့ရင်အပန်းလည်းမကြီးဘူးပေါ့နော်ယောဂလည်းတက်တာတယ်ဒါပေမဲ့ယောဂရှိရတဲ့သူတွေကတော့ဆရာဝန်ပေးတဲ့ဆေးကိုလည်းတောက်ဖို့အတွက်အကြံပြုတယ်ပေါ့နော်အားလုံးပဲနေကောင်းချမ်းမှာကြပါစေ